တောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့ပူပိုင်းမုန်တိုင်းဟိုတယ်ဟာအားကောင်းတဲ့ပူပိုင်းမုန်တိုင်းအဖြစ်ရောက်ရှိခဲ့တယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကဒီကနေ့ဇွန်23ရက်မနက်9နာရီအချိန်ကထုတ်ပြန်ပါတယ်။ဒီနေ့မြန်မာစံတော်ချိန်6နာရီခွဲအချိန်တိုင်းထွာချက်တွေအရတောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့ပူပိုင်းမုန်တိုင်းဟိုတယ်ဟာ အနောက်မြောက်ဘက်ကိုရွေ့လျားခဲ့ပြီးပုံမို့အားကောင်းလာခဲ့ကောင်အားကောင်းသော အပူပိုင်းမုန်တိုင်းအဖြစ်ရောက်ရှိခဲ့ကြောင်းအဆိုပါအားကောင်းသောအပူပိုင်းမုန်တိုင်းဝူတဲဟာနောက်၁၂နာရီအတွင်းမြောက်ရွံ့ရွံ့ကိုရွေ့ရှားပြီးတရုတ်နိုင်ငံဟိုင်နမ်ကျွန်းအနောက်ဘက်ကမ်းခြေအနီးကနေဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရကြောင်းထုတ်ပြန်ပါတယ်။ဒါပြင် ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေးအားကောင်းရာကနေအားအလွန်ကောင်းနေတာကြောင့်၎င်းအရှေ့ဘက်ကနေရွေလျားလာတဲ့လေပွေလိုင်းတွေရဲ့အချိန်ကြောင့်၎င်းဇွန်၁၂ရက်ညနေပိုင်းကနေဇွန်လ၁၈ရက်နေ့အတွင်းနေပြည်တော်ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအေရရီတိုင်းတနင်္သာရီတိုင်းကချင်ကယားကရင်ချင်းမော်ရခိုင်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစိစိကနေနေရာအနှံ့ပြားမိုးထစ်ချုံရွာပြီးတချို့ဒေသတွေမှာဒေသအလိုက်နဲ့နေရာကွက်ပြီးမိုးကြီးနိုင်ကြောင်းမိုးသည်ထန်စွာရွာသွန်းတာနဲ့အတူလေပြင်းတိုက်ခတ် တာမိုးထစ်ချုံတာမိုးကျိုးပြက်တာလျှက်စည်းလက်တာမိုးသီးကျွေတာလက်တပြက်ရေကြီးတာနဲ့မြေပြိုတာစတဲ့သဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်နိုင်တဲ့အတွက်အဆိုပါဒေသတွေမှာရှိတဲ့ကုန်းမြင့်ဒေသအနီးမှာနေထိုင်ကြသူတွေအနေနဲ့မြေပြိုမှုအန္တရာယ်မြင်းငယ်ချောင်းငယ်တွေအနီးမှာနေထိုင်ကြသူတွေအနေနဲ့ရေကြီးရေရှမ်းမှုတွေကိုကြိုတင်သတိပြုရှောင်ရှားနိုင်မှုနဲ့ပြည်တွင်းရေကြောင်းသွားလာရင်လည်းလေကြောင်းပြန်တမ်းရေးအနေနဲ့လည်းကြိုတင်သတိပြုနိုင်ဖို့သတိပေးနှိုးဆော်အကြောင်းမိုးစလကထုတ်ပြန်ထားပါတယ်။